တိစိတ်ကိုအထင်မသေးပါနဲ့လုံရမယ်လို့တည်နေတဲ့အရာကိုမြင်မြန်ပြီးအောင်ချက်ချင်းထားလုပ်ခြင်းအပြင်အရာအလုံးကိုအနိုင်ယူလိုက်ပါအချိန်မစွဲပါနဲ့အဲ့ဒါကိုကို remind လုပ်နေတလို့ပဲပေါ့နော်အမြဲတမ်းတစ်ခုခုလုပ်မယ်ဆိုလို့ရှိရင်အချိန်စွဲတတ်တဲ့အကျင့်ရှိတယ်ပေါ့နော်အရန်ပြင်းတဲ့ကျွမ်းမှာလုံးဆရာတွေအမြဲတမ်းပုံနေတတ်ပါတယ်ကျောင်းစာအလုံးဝင်းဝေးအပူရမယ်ဝါသနာပါရအလုံးတွေကအစားအင်တန်ရှင်ရေးအလုပ်ထီကိုလုပ်ရမှာကိုတိတိလေးရနဲ့မတိကြအောင်ဆောင်ပြီးတော့လုပ်ချင်ရအောင်ပဲလုပ်နေတတ်ကြပါတယ် ဲ့လိုမျိုးလှုပ်ချင်တာကိုလှုပ်နေရလို့ပျော်လားဆိုတော့လေလှုပ်ရမယ့်ဟာတွေကိုတွေးပြီးတော့မပြီးလို့ stress ဖြစ်နေလို့အပြည့်အဝလည်းအနာမယူနိုင်မဲနဲ့မပျော်နိုင်ပါဘူးတဲ့မပျော်ရင်ထားလို့လိုက်ပါလားဆိုတော့လေပြင်းပြီးတော့ထားမလှုပ်ချင်ဘူးတီတီလျက်နဲ့ကိုကောင်းတာဆိုရင်မလှုပ်ချင်တဲ့ငပြင်းစိတ်ကတော်တော်လေးကိုကျမကိုချုံတောင်ကအလုပ်ပုံကြီးတွေကိုဆွဲနှစ်နေပါတယ်ဒီလိုနဲ့ဘယ်အဆလို့လို့လောက်ရမယ်မသိအောင်ဒီ depression ကြီးဝင်လာခဲ့ပါတယ်ဒါအခုလူငယ်တော်တော်များများကြုံတွေ့နေရတဲ့အရာပေါ့နော် ကိုအပါဝင်ပဲပေါ့အဲ့ဒီအချိန်စိတ်နှက်ဆိုးရလဲအကြိုက်တွေ့ပြီးတော့အားပေးတော့တယ်တဲ့ငါလမ်းပြောက်ပြီးငါအသုံးမကျဘူးမထူးတော့ဘူးမလုံတော့ဘူးလှုပ်ချင်တာပဲလှုပ်မယ်နောက်နေ့မှပဲလှုပ်မယ်ပြီးမှပဲလှုပ်မယ်အဲ့လိုမျိုးတွေးနေရတာပင်မဲမာတယ်တဲ့မနေ့ဖြန်မှတကယ်စမယ်ဆိုပြီးတော့မှအတွေးတွေပေါ့နော်ငါဘလို့လှုပ်ပြီးဒီလောက်များတဲ့အလုပ်တွေကိုတရက်ထဲပြီးနိုင်မှလဲလုံးဝမအိပ်ဖဲလှုပ်ရအောင်လဲမနေ့ဖြန်ကြောင်းနဲ့အလုပ်နဲ့အေးမဝနေလို့မဖြစ်ဘူးအဲ့လိုမျိုးတွေးတွေဇက်တိုက်ဝင်လာတော့တယ် ဒါပေမဲ့အကောင့်စိတ်ကလေးတွေကလည်းအစိုးစိတ်ကိုဖြည်းဖြည်းချင်းတိုက်တက်ပါတယ်တဲ့ဒီနေ့တော့ self care ပဲလုပ်ပြီးတော့ကောင်းကောင်းအနားယူမယ်ပြီးမှဖြည်းဖြည်းချင်းစီတစ်ခုချင်းစီဖြည့်ရှင်းလိုက်မယ်စိတ်ညစ်လိုက်တာအခုထားလုပ်လိုက်မှငါမြင်မြင်စိတ်အေးရမှာငါအလုပ်တွေပုံနေအလုပ်တွေများနေဘာမှမကောင်းကောင်းအာရုံစိုက်နိုင်မှာမဟုတ်ဘူးအဲ့တော့စိတ်ကတောင်ရောက်လိုက်ညောင်ရောက်လိုက်နဲ့ကိုလုံးဆရာရှိတဲ့အရာစီကိုမရောက်တော့ဘူးပေါ့နော် ပြီးတော့အလောက်မပြီးမချင်းငါပူနေရတယ်ဘာလို့လို့လဲငါဟိုကလို့ရအောင်မဲဒါလို့ရအောင်မဲဒီဟာကြံနေတယ်ဆိုတဲ့စိတ်နဲ့ဘာမှဖြောင်းဖြောင်းလုံးနိုင်မှာမဟုတ်ဘူးပေါ့နော်ဒီဟာတစ်ခုကိုလုံးနေတဲ့ချိန်မှာဟဲ့ငါဟိုအဝိရှော်ရအောင်မဲအဝိရှော်နေတဲ့ချိန်မှာဟောငါစာအတွက်ဘာတွေလုံးရအောင်မဲပြင်ဆင်ရအောင်မဲဆိုတဲ့စိတ်တွေကအဆက်မပြဲဝင်လာတယ်ပေါ့ဒီတော့ငါနဲ့အကြိုက်ဆုံးနီးလန်းက let's start now အခုပဲစတင်လိုက်မယ်ဆိုတာပါပဲငါကအလုပ်တွေကိုခဏအတွင်းအမြန်ပြီးတတ်နိုင်တယ် ငါမှာအလုပ်အကျွေးတွေမရှိတော့လို့ငါအတွက်အကျိုးရှိစေမယ့်အရာတွေကိုထပ်တိုးလုပ်နိုင်နေပြီ။ငါကောင်းကောင်းအနားယူနိုင်နေပြီ။ငါကိုတောင်ဝင်ကိုတီးတဲ့လူပဲဆိုပြီးတော့မှအဲ့ဒီစကားတွေနဲ့ကိုယ့်ရဲ့အုံနှောက်ကို reprogramming ပြန်လုပ်လို့ရပါတယ်တဲ့။ငါလုပ်စရာတွေအကုန်ပြီးသွားလို့အရန်ကျေနပ်နေရပြီ။ဆက်သဖြင့်ကိုယ့်ရဲ့ achievement ကိုလုပ်လိုက်တဲ့တည်တည်လေးကိုတောင်ဝင်ကျေလိုက်တဲ့အရာလေးတစ်ခုကိုကိုယ့်ကိုယ်ကိုပြန်ပြီးတော့ appreciate လုပ်ရမှာပဲဖြစ်ပါတယ်။ ဲ့တော့ကိုကဒီနေ့မီးဖို့တိုက်လို့ပြီးသွားပြီဆိုလို့ရှင်အဲ့မီးဖို့တိုက်လိုက်တာအတွက်ကိုက appreciate လုပ်ရမှာပေါ့နော်အဲ့ဒီစိတ်အဲ့ဒီ appreciate လုပ်တတ်တဲ့စိတ်ရယ်နောက်ခုကိုရဲ့အုံနောက်မှာဆွဲကပ်နေတဲ့အဲ့ဒီအကျဉ်းစိုးကိုဖျောက်ဖို့အတွက်ကိုအုံနောက်ကိုကောင်းမွန်တဲ့အတွေးတွေနဲ့ပြန်ပြီး reprogramming ပြန်လုပ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ငါလုတ်ဆရာတွေအကုန်ပြီးသွားလို့အရင်ကျင်းနေနေပြီစသဖြင့်ဆောင်ဆဆဖြစ်ဆလုတ်ဖြစ်ဆလုတ်ဖြစ်အောင်ခွန်အားဖြစ်အောင်ကိုကိုကိုပြန်ပြောတာအဲ့ဒါ reprogramming လုပ်တယ်လို့ခေါ်ရပေါ့နော် ဲ့တော့အဲ့လိုမျိုးခွန်အားပြောင်းပြန်ပြောပြီးတော့10မိနစ်ထဲနဲ့ဒီအရာကိုအပြီးတက်မယ်10မိနစ်ပဲလုပ်မယ်ဆိုပြီးတော့မှကိုယ်စိတ်ကိုဒီအလုပ်တွေကလွယ်ကူချောင်းမခက်ချောင်းနဲ့မြင်မြန်လွယ်တယ်မြင်မြန်ပြီးတယ်ဆိုပြီးတော့မှစိတ်ထဲကတွေးမိအောင်လုပ်ပါတယ်တဲ့အဲ့တော့ ကိုကအလုပ်တွေပုံနေတယ်အချိန်ဆွဲတက်တဲ့အချင်းရှိတယ်ကိုကမလုပ်ဖြစ်ဘူးဆိုလို့ရှိရင်တော့သူပြောတဲ့10မိနစ်ပေါ့နော်အဲ့ဒီအရာလေးတခုကို10မိနစ်ပဲအရင်လုပ်ပြီးရင်ခဏလေးနာပြီး10မိနစ်ထပ်လုပ်အဲ့လိုမျိုးလေးနဲ့ကိုရဲ့အကျင့်တွေကိုပြန်ပြောင်းရမှာပဲဖြစ်ပါတယ်အဲ့တော့လုပ်စရာတွေကိုတန်းစီပြီးတော့အခက်ဆုံးကနေအလွယ်ဆုံးခြာရေးလိုက်ပါတဲ့သူကတော့အဲ့လိုခြာရေးပါတယ်တဲ့အခက်ဆုံးကနေစလုပ်လိုက်တယ်တခုပြီးသွားရင်အလုံးကြီးတစ်ခုကျသွားသလိုပဲရင်ထဲကိုအေးသွားတယ်တဲ့အားတွေလည်းရှိလာတယ်တဲ့အဲ့တော့ ကိုလုံးရမယ့်အလုပ်တာဝန်တစ်ခုအိမ်အိမ်အလုပ်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အလုပ်ပဲဖြစ်ဖြစ်ចောင်းစာပဲဖြစ်ဖြစ်ကိုလုံးရမယ့်အရာတစ်ခုပြီးသွားပြီဆိုလို့ရှိရင်တကယ်ရင်ရင်းရတယ်ပေါ့နော်အဲ့ဒီချိန်မှာ motivate ပို့ဖြစ်တယ်ပေါ့နောက်တစ်ခုကိုဆက်လုပ်ဖို့အတွက်ခွန်အားရတယ်ပေါ့နော်အဲ့တော့ပျော်လဲပျော်လာတယ်တစ်ခုတစ်ခုပြီးသွားတိုင်းငါမလုံးနိုင်ဦးထင်နေတာမလုံးဖြစ်မလုံးချင်ဖြစ်နေတာတွေကငါထားမလုံးလိုက်လို့တာကြောက်နေတာကြာနေတာမလုံးဖြစ်တာပေါ့နော်အဲ့တော့ငါထားလုံးလိုက်တော့လည်းပြီးသွားတာပါလားဆိုတော့အတွင်းမျိုးကောင်းမွန်တဲ့အတွင်းမျိုးပြောင်းဝင်လာတယ်ပေါ့ တကယ်တော့ဒါတွေကလွလွယ်လေးပဲငါရဲ့ပြင်းတဲ့စိတ်ကသာအလုံးမလုံးချင်အောင်ဆွဲထားတာပါလားငါရဲ့ပြင်းတဲ့စိတ်ကသာကြီးမားတဲ့အလုပ်တွေကိုငါမလုံးနိုင်တဲ့အရာတွေလို့မြင်အောင်လုပ်ထားတာပါလားငါရဲ့ပြင်းတဲ့စိတ်ကငါရဲ့ကြောက်စိတ်နဲ့ငါ့ကိုကြောက်စိတ်နဲ့ပူပန်တော့ကတော့ရောက်စေတာပါလားဆိုပြီးတော့မှတဲ့ကောင်းကောင်းတီးခဲ့ရပါတယ်တဲ့ဒါကြောင့်ဒီစာလေးကိုဖတ်နေတဲ့သူတိုင်းလည်းဒီငပြင်းစိတ်ကိုအခုချက်ချင်းထားလုပ်တဲ့အကျင့်လေးနဲ့တိုက်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်တဲ့ဒီစာကလေးကတော့ဒဇင်ကျော် ဆရာမတစင်ကျော်စာရေးဆရာမလေးတစင်ကျော်ရေးထားတဲ့ကဘာပေါ်မှာအပြင်းဆုံးလူသားလေးငါဖတ်ရင်ဆိုတဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်။ဒါချမ်းကတော့ချမ်းကိုယ်တိုင်နဲ့ဖျင်းနဲ့အကုန်လုံးကိုဖတ်ပြခြင်းလို့အတွက်ဒါ review လုပ်ပေးနေရပဲဖြစ်ပါတယ်။ဆိုတော့အဲ့လိုမျိုးပေါ့နော်ကိုယ့်ရဲ့ပြင်းတဲ့စိတ်ကိုစွန့်နှံချင်းပြောခဲ့သလိုပဲ7မိနစ်ဒီစာအုပ်ထဲမှာ तू ပြောတဲ့အတိုင်းပဲ तू လည်းအဲ့ဒီလိုမျိုးလုပ်တယ်ပေါ့နော်7မိနစ်7မိနစ်ခွဲခွဲလုပ်ရင်းနဲ့မှအရာတစ်ခုကိုယ့်ရဲ့တောင်းရင်တစ်ခုပြီးသွားတဲ့ခါမှာအဲ့ဒီအရာကို appreciate လုပ်တတ်တဲ့စိတ်ရဲ့နောက်တစ်ခုကိုယ့်အိပ်ရထားတဲ့အချိန်နဲ့အိပ်ရဝင်တဲ့အချိန်နဲ့ ကိုယ့်ရဲ့အလုံးလုံးချင်းနဲ့စိတ်ဝင်လာခါနီးမှာကိုယ်အလုံးမလုံးအဲ့ဒီအရာကိုမလုံးနိုင်သေးပေမဲ့ကိုယ်အလုံးလုံးချင်းစိတ်ဝင်လာပြီဆိုတာနဲ့ကိုကကိုယ့်ကို motivate ဖြစ်အောင် reprogramming ပြန်လုပ်ဖို့အတွက်ကောင်းမွန်တဲ့စကားတွေငါဒီလုပ်ကို လုံးနိုင်တယ်ချင်းချင်းထားလုပ်မယ်ဆိုတော့စိတ်ကိုခဏခဏပြောပြခြင်းအဖြစ်ဒါပြန်ပြီးတော့မှအကျင့်ပြန်ယူလို့ရပါတယ်ဆိုတော့ ဆိုတော့စာကလေးကတော်တော်မိုက်တယ်ပေါ့နော်နောက်ထပ် topic တွေလည်းအများကြီးရှိပါသေးတယ်ချမ်းနောက်ထပ် topic တွေလည်းအများကြီးရှိပါသေးတယ် topic တစ်ခုပြီးတစ်ခုဖက်ပြသွားမှာဖြစ်ပါတယ် see you on my next video bye bye, bye.